င်္ဂလာပါခင်ဗျာဒီပလောင်ပြင်းနယ်လွမြောက်ရေးတပ်ဦးကဥက္ကဋ္ဌတာအိဖုံးပေါ်လေဒီလော်ကီလာညီလာခံမှာတက်ရောက်နေစမှာကျွန်တော်တို့ DPP ကမင်းမြတ်မှာဖြစ်ပါတယ်ပလောင်ဒီလွမြောက်ရေး ဒီတက်မတော်အနေနဲ့ပေါ့လေအခုဘာပြောအခုလောဆယ်မှာကပြစ်ခတ်ရေးဆက်လျက်လက်မမထိုးနိုင်သေးဘူးတော့တိုက်ပွဲလေးဖြစ်နေဆိုအခုလောဖြစ်နေတိုက်ပွဲအခြေအနေလေးကိုနည်းနည်းပြောပြပါဟုတ်ကဲ့ဒီကျွန်တော်တို့2017ကနေဒီနေ့အထိဆိုတိုက်ပွဲပေါင်းက150လောက်ရှိပြီဒီအထူးသဖြင့်ဒီအာဇန်နဝါရီလ2ရက်နေ့ကျွန်တော်တို့ပလောင်းတောင်အမျိုးသားလူမျိုးရေးတော်လိုင်းရင်နေ့အခမ်းအနားမှာ52နှစ်မြောက်အခမ်းအနားမှာကျွန်တော်တို့ပလောင်ဒေတာမှာကျွန်တော်တို့အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်အဲ့ဒီအခမ်းအနားပြီးတဲ့နောက်ပိုင်းမှာ တိုက်ပွဲကတော့နေ့တိုင်းဆက်တိုက်ဖြစ်နေတယ်ကျွန်တော်တို့ဒီဘက်မလာခင်မှာတော့15 16ရက်နေ့ဟိုမှာတိုက်ပွဲတွေကဖြစ်နေတယ်အထူးသဖြင့်ဒီကျွန်တော်တို့အာမျိုးသားလူမျိုးရေးတပ်မတော်ကျင်းပတဲ့ပလောင်တော်လိုင်းရင်းနေ့အခမ်းအနားမှာအဲ့ဒီရွာမှာလာပြီးတော့သူတို့ရွာသားတွေကိုနှိပ်စက်တာတို့ဖမ်းဆီးပြီးတော့ဟိုလောက်တာတို့အဲ့လိုမျိုးတင်းနေရှိတယ်ကျွန်တော်ပို့လာတယ်အထူးသဖြင့်ဒီရွာရဲ့ဥက္ကဋ္ဌနဲ့ရွာအတွင်းမှုကိုဖမ်းဆီးပြီးတော့ဟိုနှိပ်စက်မင်းများနာတွေရှိတယ် အဲ့ဒီတတို့နှိမ့်ဆက်မြင်းများနဲ့ဆိုတာကတော့ကျွန်တော်တို့ပြောထားတာတော့အချင်းနဲ့တပြေးညီတတင်ပို့ပေးဖို့ဆိုတဲ့ဟာသူတို့အကြောင်းပြချက်နဲ့သူတို့လာပြီးတော့ဟိုနှိမ့်ဆက်ညှင်းပါနေလို့ကျွန်တော်တီးရအစိုးရဘက်ကတက်တရလာပြီးတော့ဟိုစပြီးတော့တိုက်ခိုက်တာလားသူတို့ကထိုးစစ်ရှင်နဲ့ဟိုနေမီဆူမိုရဲ့အတွက်တက်တရပြန်ကျဲပြီးတော့ဟိုတိုက်ပွဲတွေဖြစ်တာပါတကယ်လို့အဲ့လိုမျိုးလှုပ်ရှားမှုရှိလာတာနဲ့ကျွန်တော်တက်တဲ့နဲ့ထိတ်တိုက်ဖြစ်နေတာပဲ ဆိုလိုတာကတော့ကျွန်တော်တို့နေရာမှာကျွန်တော်နေပြီးတော့သူတို့တတ်တရတက်လာတာနဲ့တိုးချက်လာတဲ့နဲ့တိုက်ပွဲတွေဖြစ်တယ်ကျွန်တော်ဘက်ကလည်းအတဏ္ဏဆုံးရှောင်းတယ်အထူးသဖြင့်ရွာထဲမှာဟိုရွာသားတွေကနှောက်ရှက်မဖြစ်အောင်ထိခိုက်မှုမရှိအောင်ကျွန်တော်ရှောင်းရှားတာအများကြီးပါပဲအစိုးရနဲ့ပေါ့လေအခုဒီတစ်ဖက်မှာလည်းအပြစ်ခတ်ရစေးပြောနေရရှိရပေါ့လေအဲ့ပြောနေတဲ့ဒီနောက်ဆုံးအခြေအနေကဘယ်လိုရှိလဲကျွန်တော်တို့နောက်ဆုံးအခြေအနေကတော့အလူတဘောနဲ့ပဲဆွေးနွေးတာရှိတယ်တရားဝင်တွေ့ဆုံဆွေးနွေးဖို့ကျွန်တော်မညှင့်နိုင်ရသေးဘူးဒါပေမဲ့တရားဝင်တွေ့ဆုံဆွေးနွေးဖို့အတွက်ကနှစ်ဖက်စလုံးက ဟိုအချင်းနဲ့လည်းကျွန်တော်တို့မအားလက်တာနဲ့လည်းပါတယ်အခုလည်းတိုက်ပွဲတွေဆက်ဖြစ်တဲ့အကြောင်းလည်းပါတယ်အဲ့ဒီပေါ်မှာအခြေခံပြီးတော့အခုနောက်တွေ့ဆုံဆွေးနွေးဖို့ကြံကြာသွားတယ်နောက်နေသွားတာလည်းအဲ့လိုပဲကျွန်တော်တုံ့တက်လို့ရတယ်ဆွေးနွေးခဲ့နေတာရဒီအစိုးရဘက်ကဘက်ကဒီကမ်းလှမ်းချက်တွေပေါ့ဒီကမ်းလှမ်းချက်တွေနဲ့ဒီတောင်အမျိုးသားလူမျိုးတံတော်ကကမ်းလှမ်းချက်တွေမှာဘယ်ဟာတွေဟိုသဘောတူညီမှုရပြီးဘယ်ဟာတွေသဘောတူညီမှုမရသေးဘူးဆိုတော့အဲ့ဒါဒီနဲ့ရှင်းပြပါဦးကျွန်တော်ပထမတွေ့ဆုံဆွေးနွေးတော့ကဒီပြည်내အဆင့်တွေ့ဆုံဆွေးနွေးတော့ကတစ်ဖက်မှာ ဒီတမတော်တာဒီမြန်မာတမတော်တွေ short ချဖို့ကျွန်တော်တောင်းဆိုတယ်ဒီတိုက်ပွဲတွေလည်း short ချဖို့ကျွန်တော်တောင်းဆိုတယ်အဲ့ဒီပေါ်မှာအခြေခံပြီးတော့ကျွန်တော်တို့ယုံကြည်မှုတွေတိစောက်ဖို့လိုတယ်ဆိုတဲ့ဟာကျွန်တော်တောင်းဆိုတယ်ဒါပေမဲ့တွေ့ဆုံဆွေးနွေးပွဲနောက်ပိုင်းမှာတော့တတ်တွေ short ချတာမရှိဘဲနဲ့ပိုးပြီးတော့တိုးလာတယ်တိုက်ပွဲတွေကပိုးပြီးတော့တိုးလာတယ်အဲ့ဒီပေါ်မှာပဲအခုကဟိုဟာဒီတွေ့ဆုံဆွေးနွေးရနည်းနည်းလေးဟိုနောက်နေသွားတဲ့တဘောရှိတယ်။ဘူချမ်းပေါ်မှာအားလုံးတဘောလူညရသွားပြီးအချိန်ကျရင်ရောအခုလိုနေလက်မှတ်ထိုးဒီလက်မှတ် ဒီအစိုးရကဒီဓမ္မထိုးတပေါင်းစည်းထိုးတဲ့ခါမှာဒီတန်မျိုးသားဒီဓမ္မတက်မတော်နေတယ်ဘလို့ဓမ္မထိုးမှာလားဒါမှမဟုတ်ရင်ဟိုမထိုးဘဲနေမှာလားကျွန်တော်ကျွန်တော်တို့ကဒီတနိုင်ကလို့အပစ်ခရဲ့စေဟို the volume စာချုပ်နဲ့ပတ်သက်တာလဲကျွန်တော်အဖွဲ့ကတောက်လျှောက်ပါလာခဲ့တယ်လိုက်စားညီလာခံမှာလဲပါတယ်မိကျနာမှာဆွေးနွေးတဲ့ပွဲလဲပါတယ်ဒီမှာလဲကျွန်တော်အဖွဲ့တယ်လာရောက်တက်ရောက်တယ်ကျွန်တော်ကိုယ်တိုင်လဲ NCC ထဲမှာပါဝင်ပြီးတော့ဒီကျွန်တော်ရဲ့မူကြမ်းတွေကျွန်တော်ရေးဆွဲနေတယ် ဆိုလိုတာကတော့အားလုံးဒီဒီဟိုကျွန်တော်တို့ပြောနေတဲ့အားလုံးဟိုလက်ခံနိုင်တဲ့အတူတကွပေါင်ရင်လက်မှတ်ထိုးမယ်ဆိုရင်တော့ကျွန်တော်တို့တအားမြို့တော်လမြို့တမတော်ကပလောင်ပြင်းနယ်လမြို့တအုပ်ကပေါင်ရင်လက်မှတ်ထိုးဖို့အစနစ်ပါပဲဒါပေမဲ့အဲ့ဒီပေါ်မှာကျွန်တော်ပြန်ကြည့်ရမှာတော့အခုကျွန်တော်တို့ရေးဆွဲမဲ့ဟိုအားလုံးပေါင်မဲ့ရေးလက်မှတ်ထိုးမဲ့ဒီတနိုင်ငံလုံးအပြစ်ခရရဆဲရဘလောက်ထိကျွန်တော်နိုင်ငံရေးဆွေးနွေးဖို့အမှတ်ကန်ချက်ဘလောက်ရှိလဲဆိုတဲ့အပေါ်မှာပဲအဓိကအခြေခံပါပါအဲ့ဒီပေါ်မှာကျွန်တော်တို့ပြန်ပြီးတော့ဆွေးနွေးရမယ်အဲအဓိက တိုင်းငံလုံးအပိခရဲ့စေရဲ့စာချုပ်ကဟိုတနိုင်ငံလုံးတကယ်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးနဲ့ကျွန်တော်တို့နိုင်ငံမှာတကယ်ဟိုတည်တံ့ခိုင်မြဲတဲ့အာငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးကိုအမှတ်ခံချက်ဘယ်လောက်ပေးမလဲဆိုတဲ့အပေါ်မှာသူတို့ဖြစ်တိုင်းရင်းသားတွေကနိုင်ငံရေးကံကြမ္မာဟိုနိုင်ငံရေးရပိုင်ခွင့်ကိုပိုင်ပြတန်းခွင့်ဘယ်လောက်ထိအမှတ်ခံချက်ပေးမလဲဆိုတဲ့အပေါ်မှာအခြေခံပြီးတော့ကျွန်တော်တို့ပါဝင်ပြီးတော့ဟိုဆွေးနွေးသွားမှာပါအဲ့ဒီအပေါ်မှာပဲအခြေခံမှာဖြစ်မှာပဲ ကလေလက်နဲ့အပ်ပြီးသားပေါ့အမှပြန်ပြီးတော့တိုက်ပွဲပြန်ဖြစ်တယ်လို့အဲ့လိုပြောတယ်အဲ့ပြောတဲ့အပေါ်မှာဘယ်လိုတုံ့ပြန်ကြမှာဒါကတော့သူတို့ဘက်ကပြောတာပါအမှန်မှာတော့ကျွန်တော်ပလောင်ပြည်နယ်သမီးတအူးက1990နှစ်ကတည်းကစပြီးတော့ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်တယ်အဲကျွန်တော်ပလောင်ဒေတာမှာဝင်ရောက်ပြီးတော့အခုဟာလူလူတွေကာကွယ်ဖို့ကျွန်တော်တို့နယ်မြေကိုစုမုံနိုင်ဖို့အတွက်အအုပ်ချုပ်နိုင်ဖို့အတွက်ဝင်ရောက်လှုပ်ရှားတဲ့တပ်ဖွဲ့ဖြစ်တယ်ကျွန်တော်ပလောင်လူလူတွေတော်တော်လေးဟိုထောက်ခံမှုတွေအပြည့်ဝရရတယ်လို့ကျွန်တော်ပြောလို့ရတယ် ဒီအပေါ်မှာတို့တို့ဘက်ကပြောတာပဲဖြစ်မယ်ကျွန်တော်တို့ကကုအမျိုးသားကုစားပြုတဲ့တပ်ဦးတွေဖြစ်တယ်တပ်ဖွဲ့တွေဖြစ်တယ်လို့ကျွန်တော်မြင်တာပေါ့ဟုတ်ကဲ့အခုဘလောင်ဒီပြည်နယ်လူမျိုးတပ်ဦးရဲ့ဒီနိုင်ငံရေးရည်မှန်းချက်ပေါ့လေနိုင်ငံအဓိကနိုင်ငံရေးရည်မှန်းချက်ကပါလဲခင်ဗျကျွန်တော်တို့အဓိကနိုင်ငံရေးရည်မှန်းချက်ကတော့ဒီအာပလောင်ပြည်နယ်လူမျိုးအာတအားတမျိုးသားလူမျိုးဖို့အတွက်ပေါ့လေတိုက်ပွဲဝင်တယ်ပြီးရင်ကျွန်တော်ကံကြမ္မာကိုကျွန်တော်ကိုယ်တိုင်ဖန်တီးနိုင်တဲ့အမျိုးသားတန်းတူညီမျှရေးကိုကျွန်တော်တို့တောင်းဆိုတယ် နောက်ပြီးတော့ကျွန်တော်တို့ဒီအမျိုးသားတိုင်းတန်းတူရင်းနဲ့ကိုဗန်ပြန်တန်းကွင်းပေါ့အခြေခံတဲ့စစ်မှန်တဲ့ဖရက်ဘယ်တောင်စုတိဆောက်ဖို့အဲ့ဒီအပေါ်မှာအခြေခံပြီးတော့ကျွန်တော်တို့တိုက်ပွဲဝင်တာပလောင်ကိုပြည်နယ်တခုနေနဲ့ကိုဗန်အုပ်ချုပ်ဝင်ရချင်းလို့အခုလိုတိုက်ပွဲဝင်တာလားကျွန်တော်တို့ပြောနေတာကတော့ကုကံကြမာကိုဖမ်းတဲ့နေရာမှာအမျိုးသားတန်းတူရေးပေါ်မှာပဲအခြေခံတယ်ပြီးရင်ကျွန်တော်တို့ဒီရှမ်းပြည်မှာဆိုရင်လည်းကျွန်တော်တို့ရှမ်းပြည်မှာပဲအာ အဒီအတူတူကနေထိုင်တဲ့လူမျိုးတွေဖြစ်တဲ့ပုံမှာကျွန်တော်တို့အားလုံးညှိနှိုင်းပြီးတော့ကျွန်တော်တို့ဒီကတကယ်အမျိုးသားတန်းတူရေးကိုဘယ်လိုအခြေခံမလဲဆိုတာကျွန်တော်ဆက်ဆွေးနွေးမှာပါအခုကကျွန်တော်တို့ဒီဆိုလိုတာကတော့အားလုံးလိုက်ပါနိုင်တဲ့အားလုံးအတူတူကပူပေါင်းပြီးတော့ဒီတကယ်နိုင်ငံပြည်ထောင်နိုင်ငံဖြည့်ရှင်းနိုင်တဲ့အပိုင်းမှာပဲကျွန်တော်အဓိကထားပြီးတော့ဟိုပူတွဲပြီးတော့လှုပ်ရှားသွားမှာပါလို့ဆိုပေါ့ဒီဒီစစ်ပွဲတွေဖြစ်ပွားနေဆိုဆိုဒီပလောင်ဒေသမှာဆိုဒီဒုက္ခသည်တွေဒုက္ခရောက်နေဒုက္ခသည်တွေပေါ့လေပြည်သူတွေရဲ့အခြေအနေလေဒီနောက်ဆုံးအခြေအနေပြောပြပါဦး တိုက်ပွဲဖြစ်တဲ့နေရာကျတော့ဒီလူတုတဲ့ကျတော့ဒီရောပုံရောရှောင်းတော့ရှိပါတယ်တချို့နေရာမှာတော့ဒီမန်တုံးမှာတော့ကုခိုင်းမှာတော့ဒုက္ခတဲ့တော့ဒီနေ့အထိရှိပါသေးတယ်ခမန်းကြီးဘယ်လောက်ရှိခမန်းကြီးကတော့ကျွန်တော်တို့ဟိုဒီနမ်ခမ်ကုခိုင်းမန်တုံးမှာဆိုတော့ခမန်းကြီးအားလုံးက3000ကျော်4000လောက်ရှိတယ်ဒါအများအားဒုက္ခတဲ့တွေရှိတဲ့နေရာဒါပေမဲ့တချို့တိုက်ပွဲတွေကဖြစ်တဲ့တိုက်နေရာတွေကျတော့ဒီရောပုံရောရှောင်းတွေတိုက်အလူတွေတော့ရှိနေတယ်တိုက်ပွဲပြေးတာနဲ့တို့ကနည်းနည်းငြိမ့်တက်လာနဲ့သူ့နေရာကိုသူ့ရွာကိုပြန်လာတော့တော့ရှိတယ်အဲ့လိုမျိုး ပုံမှန်တော့မရှိဘူးလို့ပြောလို့ရဟုတ်ကဲ့နောက်ဆုံးအနေနဲ့ပေါ့လေအခုအနေနဲ့မှာကျွန်တော်မေးတယ်မှာမပါနဲ့ပြောချင်တာပါရှိတယ်ကျွန်တော်ပြောချင်တာကတော့အခုကျွန်တော်တွားနေတဲ့တနင်္ဂနွေအပြစ်ခရဲ့ဆေးကဟိုအားလုံးနဲ့အတိုင်းပြည်ရဲ့ဟိုကံကြမ္မာကိုနဲ့ပတ်သက်တာဖြစ်တယ်ဒီတနင်္ဂနွေအပြစ်ခရဲ့ဆေးနဲ့ပတ်သက်တာကတော့ကျွန်တော်တို့အားလုံးပါဝင်မှုရှိဖို့လိုတယ်အထူးသဖြင့်ဒီနိုင်ငံပြည်ထနာကိုနိုင်ငံဆွေးနွေးတဲ့နေရာမှာတော့အဓိကပါဝင်မဲ့အချက်တွေပါဝင်ဖို့လိုတယ်။ပွင့်ဖြိုးတဲ့အတိုင်းပြည်ဖြစ်ဖို့အတွက် အားလုံးလက်ခံနိုင်တဲ့စနစ်တစ်ခုကိုကျွန်တော်တို့ဖန်တီးနိုင်မယ်လို့ကျွန်တော်တို့ကဒီလိုပဲယုံကြည်အဲ့ဒါပေါ်မှာအားလုံးဝိုင်းပြီးတော့စူးစမ်းကြပါလို့ကျွန်တော်ဒီလိုပဲမေတ္တာရပ်ခံတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီမီဘီကနေ။